2023ခုနှစ်ကမ္ဘောဒီးယားစီးကိန်းပြိုင်ပွဲမှာမြန်မာအားကစားသမားများကစုစုပေါင်းစုတစိတ်114ခုနဲ့မြန်မာနိုင်ငံရဲ့စီးကိန်းပြိုင်ပွဲသမိုင်းတစ်လျှောက်ဒုတိယမြောက်စုတစိတ်အရေးအတွက်အများဆုံးရရှိခဲ့ပါတယ်။အောင်မြင်မှုရရှိခဲ့တဲ့ကစားသမားတွေကိုဂုဏ်ပြုသောအဖြစ်မြန်မာလက်ရွေးစင်အားကစားသမားအချို့ရဲ့ကစားသမားဘဝဖြတ်သန်းမှုတွေနဲ့အောင်မြင်မှုပန်းနိုင်များအကြောင်းကိုဂုဏ်ယူစွာနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ အခုတင်ဆက်ပေးမယ့်ကစားသမားကတော့ င်းတာမြေကတော့ more isolate ဖြစ်ပါတယ်ခင်ဗျာဟိုကျွန်တော်ရဲ့မွေးစားတီးကတော့ချင်းပြင်းနေပလက်ဝါမျိုးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကချင်းလူမျိုးဖြစ်ပါတယ်ဟုတ်ကျွန်တော်စပြီးတော့ကစားတာတော့မြမတိုင်းပေါ့နော်မြမတိုင်းကနေကစားလာပြီးတော့မြမတိုင်းကနေဘူဗင်နေကစားတယ်အဲဘူဗင်နေကနေနိုင်ငံလေဝဲစင်ဖြစ်တဲ့အထိကစားဖြစ်ခဲ့တာပါ စာတော်ကတော့ဒီမြမတိုင်းကစားတော့မိဘတွေကတော့သဘောမတူဘူးကြာ။ဟောမိဘတွေကတော့မလုံသက်ရှင်ဘူးပေါ့နော်။ဟိုတခုခုတီမီခိုက်မိတာလို့ဖြစ်မှာဆိုလို့အဲ့လိုမျိုးသဘောမတူဘူး။ဒါပေမဲ့ကိုကတော့ပေါ့နော်အဲ့လိုမျိုးဇွဲရှိရှိနဲ့အောင်မြအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ပေါ့နော်။ဒီအားကစားကိုကစားကြည့်တယ်။မြမတိုင်းကနေပုံမြင်နဲ့ကစားကြည့်တဲ့အချိန်ပေါ့နော်။ချင်းပြင်းနေမှာတော့ဟိုပါပေါ့အသက်16နှစ်အထိနေခဲ့တယ်ဗျအသက်16နှစ်ခရေကနေရန်ကုန်ရောက်လာတယ်ရန်ကုန်ရောက်လာပြီးတော့ရန်ကုန်မှာအလုပ်လုပ်တယ်ပေါ့နော်ကျွန်တော်တို့ကတိတ်အဆင်မပြေဘူးဗျမိသားစုလည်းတိတ်အဆင်မပြေတဲ့အတွက်ကျွန်တော်က စေတန်းစာမွေးဖြေပြရတဲ့အလုတ်စားလုပ်တယ်အလုတ်စားလုပ်တဲ့နေအလုတ်လုပ်နေနေပေါ့နော်ဒီမြန်မာတိုင်းနဲ့ဆက်တွေ့ရတော့အဲမြန်မာတိုင်းစတင်ဖြေတယ်ကြာအသက်20အသက်20ကျော်နေပြီမြန်မာတိုင်းစရောက်လာတော့မြန်မာနိုင်ငံတိုင်းဖွဲ့ချုပ်ရဲ့ဟိုပါပေါ့ဆရာကြီးဟိုပါဦးညွန့်လွင်ပေါ့နော်ဦးညွန့်လွင်နဲ့စပြီးတော့တင်ယူခဲ့တာပေါ့ကျွန်တော်ရဲ့လက်ဦးဆရာပေါ့နော်ဒီမြန်မာမြန်မာနိုင်ငံတိုင်းဖွဲ့ချုပ်ကတော့နော်ဟိုကစားနီး၃မြို့လောက်ကိုင်းတယ်ကြာဟိုပါပေါ့မြန်မာတိုင်းတစ်မြို့ရဲ့ ဟိုဘဘိုးဘင်းနေတမျိုးရပြီးစီလက်ဆိုတဲ့ကစားနီးတစ်ခုရှိတယ်ဒီကျွန်တော်တို့အဖွဲ့ချုပ်ကတော့ကစားနီး၃ခုကိုကင်ထားတာပေါ့နော်အဲကြောင့်မို့မြမတိုင်းလည်းဆော့ပြည့်တယ်ဒီဘိုးဘင်းနေကလည်းဟိုတင်ကြပေးခဲ့တယ်ပေါ့တူညီတဲ့အရာတွေအများကြီးရှိတာပေါ့နော်ဟိုမြမတိုင်းဆိုရင်ဟိုပေါ့ရိုးရာကစားနီးဖြစ်တဲ့အတွက်ဟိုတင်ရတာလည်းပြုရတာလည်းအဆင်ပြေတယ် ဘိုဗင်နဲ့ကြတော့ကိုယ်ကစားနေမဟုတ်တဲ့ကိုယ်နိုင်ငံရဲ့ကစားနေမဟုတ်တဲ့ဒီအန်နိုင်ငံရိုးရာကစားနေဖြစ်တဲ့အတွက်နည်းနည်းတော့ခက်ခဲတယ်ဗျမြန်မာတိုင်းကြတော့လက်နဲ့မျိုးစုံပေါ့နော်ဟိုကလက်နဲ့မျိုးစုံပါတယ်ဟိုကဒီဟိုမှာပေါ့ဘိုဗင်နဲ့မှာမပါတဲ့လက်နဲ့မျိုးစုံတွေပါတယ်လန်တွေအဲလန်တွေပါတယ်အဲ့လိုမျိုးတွေပေါ့နော်အများကြီးပါတယ်ဒီဟာမှာကြတော့ဘိုဗင်နဲ့မှာကြတော့လန်တွေပါတယ်မပါဘူးဗျဒါပေမဲ့လန်မှာကြတော့အာဓာတ်တွေဓာတ်အကြီးတွေပါတယ်ဒါပေမဲ့မြန်မာတိုင်းမှာကြတော့အဲ့လိုမျိုးဓာတ်အကြီးတွေမပါဘူးအဲ့လိုမျိုးတွေပွားဆက်ရှိတယ်ရှိတယ်ပေါ့ဟုတ်ကဲ့ များများစူးစမ်းများများလေ့ကျင့်မှသာလေကိုယ့်ကိုယုံကြည်မှုရှိတာပေါ့နော်ဘလိုမျိုးမစူးစမ်းဘူးဆိုရင်တော့ဒီအာဂတာနေ့မှာတော့ယုံကြည်မှုရနိုင်မှာမဟုတ်ကြဟုတ်ကဲ့ဒီဘိုဗီနေအာဂတာနေ့ကတော့ပြန်ပွဲဝင်တဲ့အချိန်မှာတခုတည်းမဟုတ်ဘူးဗျအပြင်မှာဒီဘိုဗီနေအာဂတာနေ့ကိုကျွမ်းကျင်တဲ့လူတတ်ထားတဲ့လူစဉ်အပြင်လောကမှာရောပေါ့နော်အတုံးတဲ့ပါတယ်ဥပမာတစ်စုံတစ်ခုအခက်ခဲဖြစ်နေတဲ့အချိန်မှာဟိုအိန္ဒိယနဲ့ကြုံယူတဲ့အချိန်မှာလေဒါအတုံးဝင်တဲ့အဆင်ပြေတဲ့အတုံးတဲ့လေပေါ့နော်ဟိုအဲ့လိုမျိုးရှိပါလား ကျွန်တော်လေးစားရတဲ့ဟိုဟာတော့ပုံကိုတွေကတော့ဗောနော်မိပြဆရာတွေဖြစ်ပါတော့စီနီယာကစားသမားနဲ့မိပြဆရာတွေဖြစ်ပါတယ်သူ့ယူရတဲ့ဟိုဟာတွေလူတွေကတော့ဗောအခုကျွန်တော်တို့နိုင်ငံမှာဆိုရင်စီကိန်းပြိုင်ပွဲတွေဆိုရင် နိုင်ငံခြားနီးပြလာတယ်ဗီယက်နမ်နီးပြလာတယ်ဗောနော်ဗီယက်နမ်နီးပြဆော့ပြတယ်ပြီးကျွန်တော်တို့ကအဲ့အဲ့ပုံစံတည်းရအောင်လိုက်ပြီးတော့ဆော့ရတယ်ဗျဟိုလိုမျိုးအော်မြန်မာတိုင်းကစားရှင်အမတ်တရားကတော့အများကြီးပေါ့နော်အများကြီးရှိတယ်အမတ်တရားတွေဒါပေမဲ့အဲ့အမတ်တရားတွေထဲမှာဟိုပါပေါ့ စပြီးတင်ခဲ့ရနေဟိုပါဘောအဆင်မပြေရတဲ့ခက်ခဲရတဲ့အများကြီးရှိရပါတော့အဲ့လိုမျိုးအမှတ်တရပေါ့မလုံနိုင်တဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးဟိုပါစူးစမ်းရင်းနဲ့ပဲလုံနိုင်တယ်အဲ့လိုမျိုးတွေပေါ့အဆင်ပြေသွားတဲ့အရာတွေအများကြီးရှိရပေါ့အဲ့ဒါတွေအမှတ်တရပါတယ်ကျွန်တော်ကမြန်မာတိုင်းကို2016ကနေစတင်ခဲ့တယ်ဒါမဲ့ကျွန်တော်ပြန်ပွဲဝင်ခဲ့ဦးကြမြန်မာတိုင်းကိုပြန်ပွဲဝင်ခဲ့ဦးကျွန်တော်ဘိုဗင်နယ်ပဲပြန်ပွဲဝင်ပြည့်ခဲ့တယ်ဘိုဗင်နယ်မှာတော့ဟိုပါတိုင်းနှင်းပြင်းနဲ့ပထမဦးဆုံးပြန်တဲ့ပွဲမှာတော့ရွှေတစ်ခုငွေတစ်ခုရခဲ့တယ်များဟုတ် ဟိုကတော့၅ချိန်မြောင်းမှာကြတော့ငွေကြေးငွေတစ်ခုရခဲ့တယ်ပြီးရင်31စီကိန်းကြတော့ဟိုရွှေတစ်ခုရခဲ့တယ်အခုဒီကမ္ဘောဒီးယားမှာကမ္ဘောဒီးယားနိုင်ငံကျင်းပတဲ့ဟို6ချိန်မြောင်းမှာကြတော့ရွှေတစ်ခုကြေးတစ်ခုရခဲ့တယ်ပြီးရင်32စီကိန်းမှာကြတော့ရွှေတစ်ခုကြေးတစ်ခုရရှိခဲ့ပါတယ်ခင်ဗျာ။ဟိုဟာကျွန်တော်နိုင်ငံလေရွေးစင်ဖြစ်တာတော့ဗောနော်အသက်20နဲ့မှ25 25လောက်မှစပြီးတော့လေဝဲစင်ဖြစ်တာပြဝမ်းသာတာပေါ့နော်အဲ့လိုမျိုးကိုစ조사ခဲ့တဲ့များအခုလိုမျိုးအရာပြင်ခဲ့တယ်အဲ့လိုမျိုးဖြစ်အောင်조사ခဲ့တဲ့အတွက်ကိုတကယ်လေးအောင်မြင်ခဲ့တယ်အဲ့လိုမျိုးနိုင်ငံလေဝဲစင်လည်းဖြစ်ခဲ့တဲ့အတွက်အရန်ဝမ်းသာပါတယ်ကျွန်တော်ကအလုတ်လုတ်တယ်အလုတ်လုတ်နေနေပေါ့နော်အလုတ်လုတ်နေနေဒီတိုင်းလေးကစားဖြစ်တယ်ဟိုရတဲ့လစာလေးနေပေါ့နော်နေစုပြီးတော့အဲ့ဟိုတိုင်းတည်တိုင်းကြေးတွေလည်းပေးဖြစ်တယ်အဲ့လိုမျိုးပေါ့ကိုကကိုချိန်ရတာပေါ့နော်အဲကိုလစာလေးနေဒီတိုင်းတည်တိုင်းကြေးပေးနိုင်ဖို့အတွက်လေအဲ့လိုမျိုးကိုကကိုချိန်ပြီးတော့ လေ့ကျင့်ပြခဲ့ပါတယ်ကျွန်တော်ဒီအားကစားလုပ်ပြီးတော့ဒီနိုင်ငံ40ဖြစ်ပြတဲ့နောက်ပိုင်းမှာတော့ကျွန်တော်အဲအလုပ်တွေမလုပ်ဖြစ်တော့ဘူးဗျဘာလို့ဆိုတော့အချိန်လည်းမပေးနိုင်ဘူးလေနိုင်ငံ40ကန့်တခါဝင်ပြီဆိုရင်တစ်နှစ်တစ်နှစ်ကန့်ဝင်ရတဲ့အတွက်ကျွန်တော်အဲအလုပ်တွေဟိုလုပ်လို့မရတော့အဲ့တော့ဒီအလုပ်ကိုစွန့်လွတ်ဖြစ်ခဲ့ပြီးတော့ဒီအားကစားကိုဒီဇိုင်းမှန်မှန်နဲ့ဆက်ပြီးတော့လုပ်သွားခဲ့တယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်မိသားစုကတော့ကျွန်တော်ဘဝမှာနံပါတ်1ပဲကျွန်တော်ကအခုလုပ်နေတဲ့အလုပ်တွေအောင်မြင် အာဆက်စားရအဆင်ပြေပြီဆိုရင်ကျွန်တော်အတွက်မဟုတ်ကျွန်တော်အောင်မြင်အောင်မြင်မှုရအောင်လုပ်တယ်ဒါပေမဲ့ကျွန်တော်ဘဝအတွက်အဆင်ပြေလာတဲ့အချိန်ကျရင်ကျွန်တော်မိသားစုကလည်းအဆင်ပြေလာမယ်အဲ့လိုမျိုးကြောင့်ကျွန်တော်ကဒီအလုပ်ကိုအောင်မြင်အောင်လုပ်ဖြစ်တယ်စ조사ဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်အခုကတော့အဖေတယောက်ပဲရှိရတာအဖေတယောက်ပဲရှိရတယ်အဲ့ကျွန်တော်ရန်ကုန်မှာခေါ်ထားတယ်ပြန်ဟုတ်အဖေကိုဟုတ်အမောင်နှမကတော့မရှိဘူးပြဒီဟိုကမောင်နှမဒီကစားနေမှမရှိဘူးပြမောင်နှမကတော့၄ယောက်ရှိတယ်အာအမနှစ်ယောက်ရေညီမညီမလေးတယောက်ရေပေါ့နော်ကျွန်တော်ရေပေါ့နော်လေးယောက်အမောင်နှမလေးယောက်ရှိပါတယ်ကျွန်တော်ကတော့ အသက်ငယ်ငယ်ရွယ်ကနေအိမ်ကနေထွက်ခွာပြီးတော့ဟိုပါသူများဟိုပါဟိုဒီမှာပေါ့နော်ရန်ကုန်မှာလှုပ်လှုပ်တယ်အဲအဲ့လိုမျိုးနေလာတာကြားတဲ့အတွက်အိမ်ကိုလွမ်းလာတော့တိတ်မရှိဘူးပြဒါပေမဲ့တစ်ခါတလေကြာရင်မိသားစုသမီးဝိုင်းလေးတွေတော့လွမ်းလာတော့ရှိတယ်ပြဟုတ်ကဲ့